ကန္တရာဤတုံ့ပြန်မှုသဘာဝဘုန်းကြီးတို့နေစဉ်နဲ့အမြလူတွေဟာစိတ်ထဲကကြံတွေးခြင်းအမှုနှုတ်ကထုတ်ဖို့ပြောဆိုခြင်းအမှုကိုယ်ဒီလဲရောက်ပြုလုပ်ခြင်းအမှုလို့ဆိုတဲ့ဒီအမှုကိစ္စလို့ ကမ္မလို့ဆိုတော့အလုတ်တွေပဲဖြစ်တယ်။အဲ့ဒီမှုကိစ္စတွေဖြစ်ပေါ်နေခြင်းဟာစေရနာလို့ဆိုတဲ့တွန်းအားစိတ်ထဲမှာဖြစ်ပွားနေတဲ့စေရတိတရားလို့ဆိုတဲ့တဘာဝတရားတွေရဲ့စွမ်းအားကြောင့်ဖြစ်ပေါ်နေတာတွေလားဖြစ်။ action လို့ခေါ်တဲ့ဒုရီရဲ့လှုပ်ဆောင်မှု လုံဆောင်မှုဆိုတဲ့နေရာမှာစိတ်နဲ့ကြံတွေးတာပါတယ်အဲ့ဒါကိုမနောကံလို့ခေါ်စိတ်နဲ့ကြံတွေးပြီးလုံဆောင်မှုကြောင့်နှုတ်ကထုတ်ပြောတယ်ပစီကံလို့ခေါ်တယ်ကိုယ်ဒီလက်ရောက်လုံးတယ်ကာယကံလို့ခေါ်အဲ့ဒီဖြစ်စဉ်အနေနဲ့ပြောမှဆိုရင်မနောကံ ဝစီကံကာယကံဒေသနာအစဉ်နဲ့ပြောရင်တော့ကာယကံဝစီကံမနောကံကာယကံဆိုတာထင်ရှားတာတခုစတင်ပြီးတော့ပြောပြီးကာယကံဝစီကံမနောကံလို့မနောကံဆိုတာတော့တခြားပုဂ္ဂိုလ်တွေပုဂ္ဂိုလ်တိုင်းသိနိုင်ခြင်းမရှိဘူးကာယကံရှင်ကိုယ်တိုင်သာသိပြီး ောက်ဆုံးမှာသူများစိတ်ကိုပြီးစွမ်းနိုင်တဲ့စေတောပရိယဝိညာဉ်ရတဲ့ပုဂ္ဂိုလ်မျိုးသားမနောကံဆိုတာကိုသိရှိနားလည်နိုင်မှာပေါ့အေလူရီယာနေစင်တဲ့အမြတ်မနောကံဖြင့်ကြံတွေးခြင်းကံမြောက်အောင်ကြံတွေးခြင်းဝစီကံနဲ့ဖွင့်ဟပြောဆိုခြင်း ကိုင်ကံမြောက်ပြုလုပ်ခြင်းဆိုတဲ့အလုပ်တွေလုပ်ကြတဲ့အားအမှားတွေရှိတယ်လို့အမှန်တွေလည်းရှိအမှားတွေတွေးမိတယ်အမှားတွေပြောမိတယ်အမှန်တွေအမှားတွေကိုလုပ်မိတယ်ဆိုရင်အကုသိုလ်ကိုင်ကံလို့ခေါ်တော့မဟုတ်ဒုစရိုက်လို့ခေါ်ဆိုးဝါးတဲ့အခြင်းတစ်ခုလို့ပြောတာမကောင်းတဲ့အခြင်းတစ်ခု ကောင်းတာတွေကိုတွေးတယ်အပြစ်ကင်းတာတွေကိုတွေးတယ်အပြစ်ကင်းတဲ့အပြောအပြစ်ကင်းတဲ့အလုပ်တွေဆိုလို့ရှိရင်ကောင်းတဲ့ကုသိုလ်ကံတွေဖြစ်တယ်အဲ့တော့ကောင်းတဲ့ကံနဲ့မကောင်းတဲ့ကံဒီနှစ်ခုလုံးမှာလူတွေရဲ့စိတ်အစဉ်မှာရှိရှိသွားတာပဲဖြစ်တယ်စိတ်แท้ကဖြစ်သည့်အတွက်ကြောင့် กายกันเหมี่ยวลงไล่ปีเฉยนี่กรรมปฏะโนขอเลยอาจารย์เตียตะคู่นี้เนี่ยกันลานจองเนยောက်ตัวนกก็ทุบย้อนไล่ปีเฉยนี่วสิกันสรแล้วกันลานจองเนยောက်สึกก็สึกกู้ไล่ได้ครั้งตะชู่กฤษดาเนี่ยกายกันเหมี่ยวผิดตัวกันเหมี่ยวออมผิดตัวเอริณีสิงเนี่ยอ่ะเนี่ย ကံတရားတွေလူတွေရဲ့တဏ္ဍမှာစုမိဆောင်မိဖြစ်တာ accumulation လို့ကံတရားတွေလူတွေရဲ့ရင်ထဲနှလုံးထဲမှာဖြစ်ပေါ်နေအဲ့တော့ရင်ထဲနှလုံးထဲဆိုတာဘယ်နေရာလို့ပြောမှလဲလို့ဆိုလို့ရှိရင်စိတ်ဖြစ်စဉ်လို့ပြောစိတ်တတဏ္ဍိလို့ဆိုတယ် mental process လို့ခေါ်တယ်စိတ်ဖြစ်စဉ်ကြီးထဲမှာစွမ်းအာတ္တိတွေ24ပစ္စည်းထဲမှာပါတဲ့ကမ္မပစ္စယောဆိုအမည်နဲ့ဖြစ်တယ်ဥပမာဘာနဲ့တူရောဆိုလို့ရှိရင်တပင်းကြီးဟာအပွင့်နေပွင့်ပြီးအတီးတီးလိုက်ပြီးအတီးတီးလိုက်တာလည်းတပြိုင်နက် တို့အတီးထဲမှာပါတဲ့အစေထဲမှာအပင်ပေါက်နိုင်တဲ့ဆွေတ္တိတွေရောက်ရှိတာဖြစ်ကုန်။အဲဒီဆွေတ္တိတွေဟာမြေကြီးအကူညက်နောက်ထပ်ပင်မျိုးတွေပြန်ပွားလာဖို့ဖြစ်နေတယ်။ထို့သူပဲလူတွေရဲ့တဏ္ဍမှာကံတရားတွေရှိပြီးတော့နေခြင်း။ဘယ်မှာရှိတော့လို့ဆိုရင်စိတ်အစဉ်ထဲမှာရှိတယ်လို့ ဒီလိုပြောတာပေါ့နော်စိတ်စင်ထဲမှာရှိတယ်ဆိုတော့ကံတရားဟာဘယ်နေရာမှာဘယ်နေရာမှာလို့ထောက်ပြပြီးပြောဆိုလို့တော့မရတဲ့အနေအထားမျိုးရှိတယ်ဘယ်မှာရှိတယ်ဘယ်မှာမရှိဘူးလို့နေရာ location နဲ့ပြလို့မရဘူးစိတ်အစင်မှာရှိတယ်လို့သာဒီလိုပြောရစိတ်အစင်မှာရှိနေတဲ့ကံတရားတွေဟာ အကြောင်းတိုက်ဆိုင်လာလို့ရှိရင် အကျိုးပေးဖို့ဆင်နေဖြစ်တာ။ကံရဲ့စွမ်းအားတွေဟာတစ်ခုနဲ့တစ်ခုတူညီမှုမရှိကြဘူး။တချို့ကံတရားကဒီဘဝမှာရင်အကျိုးကိုထုတ်လုပ်ပေးတဲ့ကံတရားမျိုးကဒိဋ္ဌဓမ္မဝေရဏိယလို့ခေါ်ဒိဋ္ဌဓမ္မဆိုကိုတွေ့နေရတဲ့ဘဝလက်ရှိဘဝ ဝေဒနိယအဲ့ဒီကံတရားရဲ့အကျိုးကိုခံစားရတယ်လက်ရှိဘဝမှာလည်းအကျိုးပေးတဲ့ကံမျိုးကိုဒိဋ္ဌသမောဝေဒနိယကိုခေါ်တယ်ကောင်းတာနဲ့လည်းသက်ဆိုင်တယ်ကုသိုလ်နဲ့လည်းသက်ဆိုင်တယ်မကောင်းတဲ့အကုသိုလ်နဲ့လည်းသက်ဆိုင်တယ်ဟောတချို့ကံကြဒိဋ္ဌသမောဝေဒနိယကံဆိုတာ သူ့ရဲ့တတန်သူအကျိုးပေးနိုင်တဲ့အတိုင်းအတာတစ်ခုဒီဘဝနဲ့ကန့်တထားဖြစ်။နောက်ဘဝကျရင်တော့သူအကျိုးပေးမှာမဟုတ်ဘူး။ဒီဘဝမှာပဲအကျိုးထုတ်လို့ဥပမာပါနဲ့တူတယ်လဲလို့ဆိုလို့ရှိရင်ရေကြီးဝစိုက်တဲ့အပင်လေးတွေကိုကြည့်ပေါ့။ကော်ဖီပင်တို့ ဒီဟင်းဒီဟင်းရွက်စိုက်ပျိုးထားတဲ့အပင်လေးဟာပေါက်လာပြီးလို့ရှိရင်မကြခင်မဲ့ဒီအသုံးပြုလို့ရတဲ့အနေအထားမျိုးဖြစ်ကြားရှိမခံဘူးနှစ်တို့အတွင်းမှာရက်တို့အတွင်းမှာပဲသူသူကိစ္စပြည့်စုံသွားဖြစ်အဲ့ဒါလိုပဲကံတရားဟာသီးနှံမျိုးစုံပင်လေးတွေလိုပဲအခုစိုက်ပြီးမကြခင်မဲ့အကျိုး အပီးတွေကိုပြီးလာခရမ်းကျင်ပင်တို့ခရမ်းကျင်သီးဟာမကြာခင်ပဲပြီးလာဖြစ်အဲ့ဒီအပင်လေးတွေမကြာခင်ပဲပြီးသွားပြီဒီပင်လေးဟာမကြာခင်ပဲပြီးစီးသွားပြီဒီမျိုးတွေကဖြစ်တဲ့အပင်လေးဟာကုန်ဆုံးသွားဒီလိုပြောလို့ရအဲ့ဒါဒိဋ္ဌဓမ္မဝေရဏိယကံလို့ခေါ် တော့ဘဝဆိုလို့ရှိရင်ဘဝပြောင်းသွားလိုက်တာနဲ့တပြိုင်တည်းသူက expire ဖြစ်တယ်လို့ပြောလို့ expire ကိုဟောတိကံလို့ဒီလိုဆိုလို့ကံနေနဲ့တော့ဖြစ်သွားပြီနော်အကျိုးတရားနေလည်းပေါ်သွားပြီနောက်ထပ်လာဖို့မရှိတော့ဘူးဒါပြီးဆုံးသွားပြီသူ့ရဲ့အလုံးပြီးသွားပြီလို့ဆိုနောက်ကံတစ်ခုကတော့ဥပပိစ္ဆဝေဒနိယလို့ခေါ် ဥပပိစ္ဆဝေရဏိယသာဤဘဝရဲ့အချမ်းမဲ့ဒုတိယဘဝမှာအကျိုးပေးတဲ့ကံမျိုးဒီဘဝနဲ့အနည်းဆုံးဘဝကျိုးပေးအဲ့ဒါဟာလေလတံတပိမျိုးတွေနဲ့လာသရံတူတယ်ပေါ့အလေလတံတပိဆိုတာဒီနှစ်နှစ်နဲ့အတွင်းတီးတယ်ဆိုတာအပိမျိုးတွေနဲ့အနာသရံတူတယ် မကြခင်မဲ့တိပွင့်ပြီးတော့အကျိုးတစ်ခုထုတ်လုပ်ပြီးတတန်းတိတ်ပြီးတော့နောက်ဘဝဘဝတစ်ခုကိုတိဆောက်ပြီးရင်သူ့ရဲ့စွာအားလည်းကုန်သွားတယ်ရိဒရေကျိုးကိုပြီးနိုင်တဲ့စွာအားဟာသူ့တဘဝပဲစေရနာတစ်ခုသည်ဘဝတစ်ခုကိုသာကျိုးပေးပြီးရင် သူလည်း expire ဖြစ်သွားနောက်ဘဝတစ်ခုဒီကံကတော့ထအကျိုးမပေးတော့ဘူးဆိုလို့ တတိယအမျိုးစားကတော့အပ္ပရာပရိယဝေရဏိယကံဖြည်းဖြည်းနှိမ့်နှိမ့်တတိယဘွားကနေစပြီးတမယာတဲမှာရှိနေတယ်ကသူဟာရှိထံပင်တို့လိုဟာမျိုးပေါ့တပင်နဲ့ပြောမယ်ဆိုရင်အတော်နဲ့မကြီးနိုင်ဘူးအတော်နဲ့မပွင့်ဘူးအတော်နဲ့မသီးဘူးပေါ့အဲ့ဒီလိုအသီးအပွင့်အလွန်ကြာပြီးတော့မှ ေကြာရှေခံနဲ့တပင်များလို့တပင်ရဲ့အတိညာလို့ပဲတတိယဘွားကစားပြီးသူ့အခွင့်အရေးဖြစ်ပေါ်လာပြီးကြုံကြိုက်တဲ့အချိန်ပိုင်းမှာသူကအကျိုးပေးတာဖြစ်တယ်။ဒါကြောင့်မို့အပရာပရိယသို့မဟုတ်အပရာပရိယယဒီဘွားဆိုတဲ့အချိန်နောက်ဘွားဆိုတဲ့အချိန်အဲ့ဒီအချိန်နှစ်ခုမှတစ်ပါး အပရဆိုမှားတပါဒီဘဝမှာဆိုတဲ့အချိန်ကြီးနောက်ဘဝမှာဆိုတဲ့အချိန်ကြီးအဲ့ဒီနှစ်ခုမှတပါတဲ့တော်တဲ့ဘဝတစ်ခုမှာအကျိုးပေးမဲ့ကံမျိုးအပရပရိယာယသို့မဟုတ်အပရပရိယာလို့ခေါ်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တုတ်တံပါဠိတော်တွေမှာတော့အပရပရိယာယလို့သုံးတယ် သို့သောအဘိဓမ္မာသင်္ကဟကျမ်းမှာအပရာပရိယသုံးစကလုံးနှလုံးစလုံးမှာသူနည်းနဲ့သူမှန်ကန်မှာအပရာပရိယလို့လည်းခေါ်တယ်အပရာပရိယယလို့ခေါ်တယ်ပရိယယဆိုတာအလက်အကျင့်အခွင့်အရေးနဲ့အခါဒီလိုဆိုအလက်မြန်မာစကားမှာအလက်ကြအလုံးလုံးရင်ဒီနေ့ဟာဘု து အလက်လဲလို့ပြောတာမျိုးလို့ ရိယာယဆိုလက်ကြလို့ဆိုလို့တော့အဲ့လိုကံတရားတွေဟာဒီဘဝမှာမြ мян ရင့်မဲ့ပြီးတော့အကျိုးပေးတဲ့ကံဒုတိယဘဝလောက်မှရင့်မဲ့နိုင်တဲ့ကံမျိုးတတိယဘဝလောက်ကျတတိယဘဝကနေစပြီးရင့်မဲ့မှုဟာအချိန်လေးအများကြီးယူတဲ့ကံမျိုးလို့ကံ၃မျိုးရှိတယ် အဲ့ဒီကံသုံးမျိုးကအကျိုးမပေးတော့ဘူးဆိုရင်ဟောတိဖြစ်သွားပြီလို့ပဲပြောမှာဖြစ်တယ်ဟုတ်ကျိုးမပေးတော့တဲ့အရာ expire ဖြစ်သွားဟောတိကံဖြစ်တယ်ဆိုအဲ့ဒီဆိုလို့အဲ့တော့နေ့စဉ်နဲ့မြတ်ဘုန်းကြီးတို့တွေလာကြံတွေးနေကြတဲ့အခါတချို့ကြံတွေးမှုတွေမနောကအညာမြောက်တယ် ကြံတွေးမှုဆိုပါစို့တရားရေပေါ်မှာမေတ္တာထားလိုက်လို့ရှင်ချမ်းသာပါစေအဆင်ပြေပါစေဆိုရင်အပြယပါကဆိုမနောကဖြစ်အဲ့ဒါလို့မဟုတ်ပဲနဲ့အမုန်းတရားကို အခြေခံပြီးဒီလူပျက်စီးသွားပါစေဒုက္ခရောက်သွားပါစေဆိုတဲ့အတွေးမျိုးဒေါသနဲ့တွေးလိုက်ရင်ဒါအကုသိုလ်မနောကဖြစ်သွားပြန် မိမိကိုယ်တိုင်ကဒီမိမိပိုင်ဆိုင်တဲ့ပစ္စည်းပေါ်မှာစွန့်လွတ်နိုင်တဲ့အနာဘိသအလောဘဆိုဖြစ်လာလို့ရှိရင်အဲ့ဒီဖြစ်မှုကံအရာမြောက်သွားပြီမနောခံဖြစ်လာတယ်။အေးစမ်းကြည့်မဲ့အနေနဲ့သူတော်ဘာပိုင်တဲ့ပစ္စည်းကိုမှကိုယ်ပစ္စည်းဖြစ်လို့တဲ့ အဘိဇ္ဇာဆိုလို့သဘောတရားပေါ်လာပြန်လို့ရှိရင်သူကလည်းပဲကံတိကံအရာမြောက်သွားသူများပစ္စည်းယူသည်ဖြစ်စေမယူသည်ဖြစ်စေသူများပစ္စည်းကိုကိုယ်ပစ္စည်းလုပ်ခြင်းနဲ့စိတ်ထဲမှာဖြစ်ပေါ်လာခြင်းဟာကံအရာမြောက်သွားတယ်အကုသိုလ်ကံဖြစ်သွားဒီလိုဆိုနောက်မိစ္ဆာဒိဋ္ဌိလို့ဆိုတဲ့ညာရဲ့တမ္မာဒိဋ္ဌိဆိုတဲ့ ကံကံရဲ့အကျိုးကိုလက်မခံဘူးလို့မယုံဘူးအတိမမပြူဘူးကံကံရဲ့အကျိုးကိုမြင်တဲ့အမြင်လုံးဝစွန့်လွတ်လိုက်ပြီဆိုလို့ရှိရင်မစ္စတတ်တယ်ကံကံရဲ့အကျိုးကိုလက်ခံနေယုံကြည်တယ်ကိုလောက်တာကိုနဲ့ပဲသက်ဆိုင်တယ်လို့သိတယ်ဆိုရင်သမာဓိတည်းရှင်တဲ့နှလုံးထဲမှာဖြစ်ပေါ်လာတဲ့အမြင်နှမျိုးဟာလည်း မြင်လိုက်တာနဲ့တပြိုင်နဲ့ကံအရာရောက်ရောက်ပြီးတော့သွားလို့ရတယ်။အဲ့ဒါတွေက စေရနာမဟုတ်ဘူးစေရသိက်။အဘိဇ္ဇာဆိုတာလောဘ၊ပြာမာရဆိုတာဒေါသ၊မိစ္ဆာဒိဋ္ဌိဆိုတာဒိဋ္ဌိစေရသိက်ဖြစ်။သူတို့ကတော့စေရနာလို့မခေါ်ဘူး။စေရနာဟံဘိခွေ ကမ္မဝရာမိတို့ကမ္မပစ္စယောတို့မှခေါ်ရကြ။စေရနာကိုပဲကံလို့ခေါ်တယ်။ အခုမနောကမှာတော့စေရနာကိုခေါ်တာမဟုတ်ဘူးအလောဘဆိုတဲ့ဆွလွလူတဲ့အလောဘသဘောတရားဖြစ်သွားလို့ရှိရင်လည်းကံအရာမြောက်အာဒေါသစင်ပြေကြပါသည်အမုန်းကင်းကိုယ်စိတ်ထဲမှာဘု து အပေါ်မှာမုန်းတီးခြင်းမရှိဘူးမုန်းစရာကောင်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေဘု து အပေါ်မှာမုန်းတီးမှုမဖြစ်မေတ္တာ ထားနိုင်တော့အဲ့ဒါကံအရာမြောက်ပါဘူးမေတ္တာတရားပွားနေခြင်းအပြင်နဲ့ကုသိုလ်ဖြစ်တယ်ဆိုတာအဲ့ဒါကြောနော်ကုသိုလ်ဖြစ်တယ်တမ္မဒိဋ္ဌိကံကံဤအကျိုးကိုလက်ခံတဲ့အမြင်အဲ့ဒီအမြင်ရှိလိုက်တာနဲ့ဒီပိုင်းနဲ့သူဟာလည်းကုသိုလ်ကံဖြစ်သွားပြီလို့ဒီလိုဆိုလိုတယ်ပေါ့ ဲ့တော့နေစင်တဲ့အမြ၊ကံတရားတွေဒုရိယတံစိတ်အာယုန်နဲ့ဆုံတိုင်းဆုံတိုင်းလူတွေဟာတတိမထားမိဘူးဆိုလို့ရှင် အကောင်းဖြစ်ဖို့နည်းလာပြီးအဆိုးဖြစ်ဖို့တွေကညာဟုတ်ဆိုးဖြစ်ဖို့လူချင်းလောဘကိုဖြစ်စေတတ်တဲ့အာယုန်ရဲ့သွေးဆောင်မှုလူချင်းစရာကောင်းတဲ့အာယုန်နဲ့တွေ့လိုက်တာနဲ့ လောဘဖြစ်တယ်ထိုလောဘမှာထိုအာယုံထိုပစ္စည်းဟာသူများပိုင်တာလို့ဆိုလို့ရှိရင်သူများပိုင်တာမှကိုပိုင်နေတယ်ဆိုရင်မတရားတဲ့အဘိဓါဆိုတဲ့လောဘဖြစ်တာဒီလိုကွဲပြားချမ်းသာမှုတွေရှိအဲ့ဒါလို့အာယုံပေါ်မှာကိုမကြိုက်တဲ့အာယုံဆိုလို့ရှိရင်ဒေါသဖြစ်လာတယ်ကြိုက်တဲ့အာယုံဆိုလောဘဖြစ်လာတယ် အမြင်နဲ့ပတ်သက်ပြီးမှားတဲ့အမြင်မှန်ကန်တဲ့အမြင်ဒါတွေကလည်းကအရာမြောက်ပါဒိဋ္ဌိနဲ့ပြဘုရားတို့တွေရဲ့နှလုံးသားထဲမှာကံတရားတွေဟာပြန့်ပွားနေတယ်ဆိုတာသတိထားကြည့်ပါအဲ့ဒီအချိန်မှာရသော်ပြားရဲ့အဆုံးအမတရားကဘာလို့ဆိုရင်ဟုတ်ပြီလူတိုင်းမှာစိတ်ရှိတယ် စိတ်ရှိရောဒီအာယုန်နဲ့တွေ့ပြီးဒီစိတ်တွေဖြစ်ကြအာယုန်ဆိုဒီမှာလိုချင်စရာအာယုန်မုန်းတီးစရာအာယုန်ရှိနေမှာပဲအဲ့ဒီလိုချင်စရာအာယုန်နဲ့တွေ့ရင်လောဘဖြစ်တယ်မုန်းစရာအာယုန်နဲ့တွေ့ရင်ဒေါသဖြစ်တယ်ဆိုလို့ရှိရင်လောဘဒေါသကိုအခြေခံလိုက်တာနဲ့တပြိုင်နက်အကုသို့ကံနေလာပြန်မှာပဲအေးအဲ့ဒါလို့မဟုတ်ဘဲနဲ့ တတိတရားတံပစင်ညဆိုဆင်ကျင်တုံနဲ့အလေးချင်းလှုပ်ထားပြီဆိုရင် မုန်းစရာအာယုံဖြစ်တော့လဲဒေါသမဖြစ်ဘူးလိုချင်စရာအာယုံနဲ့ဆုံတော့လဲပဲတဏ္ဍာလောဘမဖြစ်ဘူးသူအာယုန်တွေနဲ့ပတ်သက်ပြီးတော့တွေ့ဝေမှုဆိုမောဟဖြစ်ဘူး အမှန်တရားကိုသိသည့်အတွက်ကြောင့်တွေ့ဝေမှုဆိုတာလည်းဖြစ်တယ်။ဒါကြောင့်မို့လောဘဒေါသမောဟဆိုတဲ့ဒီတသဘာဝတရား၃မျိုးဟာအကုသိုလ်ရဲ့အရင်းမြစ်တည်းဖြစ်တယ်ပေါ့။အလောဘအရောဒအမောဟဆိုတဲ့ဒီတရား၃ခုကြတော့ကုသိုလ်မှန်မြရဲ့အမြင့်ကြီးတစ်ခုဖြစ်တယ်။ဒါကိုဟေတုပစ္စယောလို့ခေါ်တာပဲဖြစ်တယ်ပေါ့။အဲ့တော့ကုသနာမှာလောဘ မဖြစ်အောင်တတိထားပြီးအလောဘနဲ့ဖယ်ရှားဖြစ်ဖို့ဒေါသဆိုတာကိုအဒေါသဆိုတာနဲ့ဖယ်ရှားဖြစ်ဖို့လိုတယ်မောဟဆိုတဲ့အဆိုးတရားကိုလည်းအမောဟဆိုတဲ့အတိညာနဲ့ဖယ်ရှားအဲ့ဒါလို့ဖယ်ရှားနိုင်မှကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့ကုသကံတွေဟာကိုယ်ရင်ထဲမှာဆက်ဆက်ပြတ်ဖြစ်လာပါကုသကံတွေရဲ့အကျိုးတရားတွေ ောင်းကျိုးကိုပေးတယ်အကုသိုလ်ကံရဲ့အကျိုးတရားဒီဆိုးကျိုးကိုပေးတယ်လို့အဲ့တော့ကံတရားတွေဟာကုသိုလ်ကံပဲဖြစ်ဖြစ်အကုသိုလ်ကံပဲဖြစ်ဖြစ်လက်တော့ပြန်တတ်တဲ့သဘောတရားရှိမိမိရဲ့စိတ်နေသဘောတရားတိုင်းကံတရားက လက်တော့ပြန်အကြံမြင့်ပြောရမယ်ဆိုလို့ရှိရင်နော်အကြံမြင့်ပြောရမယ်ဆိုလို့ရှိရင် ဒေါသရဲ့တတုတ်ပြန်မှုကိုခံရတဲ့ပုဂ္ဂိုလ်တွေအယုဆိုးအချစ်တန်ဖြစ်တယ်ဖြစ်လေရပါဘာမေတ္တာရဲ့တတုတ်ပြန်မှုကိုခံရတဲ့ပုဂ္ဂိုလ်တွေဖြစ်လေရပါဘာမှရုပ်ဆင်းလှပါဖြစ်တယ်ဒီလိုဆိုဒေါသကြီးလို့ရှိရင်ရုပ်ဆိုးတယ်မေတ္တာရှိလို့ရှိရင်အာရောသဆိုတဲ့အမုန်းတရားကဲဆင်းလို့ရှိရင်အဆင်းလှပါတယ် ဒီလိုဆိုရခုအဲ့တော့ဒီကံတရားတွေဆိုတာအကောင်းကပဲဖြစ်ဖြစ်အဆိုးကပဲဖြစ်ဖြစ်ကိုယ်ရင်နဲ့ဖြစ်လာတဲ့ကံတရားတွေဟာ reaction လို့ခေါ်တဲ့တုံ့ပြန်မှုတွေရှိတယ်အမတ်တမဲမနေပဲနဲ့တုံ့ပြန်မှုတွေကလာမှာပဲတုံ့ပြန်လာပြီးဆိုရင် အဆိုးတရားတွေအဖြစ်များလို့အဆိုးတရားတွေရဲ့တုံ့ပြန်မှုဟာဆိုးကျိုးတွေဖြစ်အကောင်းတရားတွေ ကိုယ်တန်ငယ်မှာကုသိုလ်တရားတွေဖြစ်ရင်ကုသိုလ်တရားရဲ့တုံ့ပြန်မှုကအမြဲတမ်းဒီစိတ်ချမ်းသာပွဲရာကောင်းကျိုးချမ်းသာတွေနဲ့တုံ့ပြန်တာဖြစ်ဆိုပါစို့ဒါနကောင်းမှုတွေဘဝဆက်တိုင်းပြုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေသောမုတ်တီဘဝမှာတူတန်းမှုတွေများတဲ့ပုဂ္ဂိုလ်စီးပွားဥစ္စာအဆင်တပြေတိုးတက်ပြီးတော့နေဒါသူ့ရဲ့တုံ့ပြန်မှုဟုတ် အမတ်တမဲ့နေရင်သိချင်မှာသိတယ်နော်နှစ်ပေါင်းများစွာအရှင်ရလာအောင်လူမှုတမ်းမှုဒါနကောင်းမှုတွေကိုပြုတဲ့ပုဂ္ဂိုလ်တွေကမွဲသွားတယ်လို့မရှိဘူးဒါဘသူကတုံ့ပြန်ဒါနတုံ့ပြန်တိလကိုချင်းတရားငယ်စဉ်ကတည်းကကောင်းတဲ့ပုဂ္ဂိုလ်ကြီးဘယ်တော့မှဘဝမှာအခြေအနေဇိုးတွေမဖြစ်ဘူးဒါဟာတိလရဲ့တုံ့ပြန်မှုကို တတိတွေပညာတွေတိုးတက်လာပြီတိုးတက်အောင်လေ့ကျင့်နေတာဘာဝနာရဲ့တုံ့ပြန်မှုလို့ခေါ်တယ်။အဲဒီလို အခြေခံတုံ့ပြန်မှုကအစအစင်းမြဲနဲ့တုံ့တက်တုံ့ပြန်မှုတွေရောက်လာ။ဘဝလူဘဝကနေပြီးတော့လူဘဝရဲ့ချမ်းသာတဲ့နတ်ဘဝနတ်ဘဝကနေပြီးနတ်ဘဝရဲ့ချမ်းသာတဲ့ပြမဘဝလူချမ်းသာနတ်ချမ်းသာပြမချမ်းသာတို့နဲ့နိုင်ရှင်တို့မရတဲ့ နောက်ဆုံးမှာသာဝရတည်မြဲတဲ့ချမ်းသာဒုက္ခလို့ဆိုတော့နိဗ္ဗာန်ချမ်းသာဒီကံတရားတွေတုံ့ပြန်ပို့ဆောင်ပေးခြင်းတာလည်းဖြစ်တယ်။အဲဒီလိုကောင်းတဲ့ကုသကံတွေက တုံ့ပြန်တတ်တယ်မကောင်းတဲ့အကုသကံတွေကလည်းဆိုးကျိုးနဲ့လက်တုံ့ပြန်တတ်တယ်ဆိုတာသတိထားကြဖြစ်ကိုယ်ရည်နဲ့ဖြစ်လို့ဘာမှမထီရောက်မဖြစ်တော့ဘူးလို့မအောင်မိတ်နေတယ် တုံ့ပြန်မှုတွေကလာတတ်တယ်ပေါ့ဒီနေ့တစ်ချိန်ကျရင်စူဆောင်းမိလိုက်အဲအားရှိလာတာတုံ့ပြန်ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဆုံးမပေးတယ်ကံကံတရားဤသဘောတရားနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဆုံးမလို့စကားလုံးလေးကိုမှတ်သားကြည့်တာနော်ယာနိကရောတိပုရိတံတာနိအတ္တနိပတ္တတိ ပုရိတောဆိုတာညာတော့အဖြစ်ယောက်ျားလို့ပြန်အဲ့တော့အမျိုးသမီးတွေမပါဘူးလို့မအောင်မိတယ်ဒီလိုဆိုလိုတာမဟုတ်ဘူးပုရိတဆိုတဲ့စကားလုံးကသတ္တဝါလို့ဆိုလိုပုဂ္ဂလဆိုတာ ਨੇ တူတူပဲယမယံကပုရိတဆိုတာပုဂ္ဂိုလ်ရင်းညွှန်းတာတသိပုဂ္ဂိုလ်ကြီးယာနိကရောတိပုရိတောတာနိအတ္တနိပတ္တ ကိုလုထားတယ်ကိုလုခဲ့တဲ့အရာတွေဟာကိုတဏ္ဏမှာတွေ့ရမယ်ဒါကံကြမ္မာရဲ့တုံ့ပြန်တဲ့သဘောတည်းကိုလုထားကိုကိုတဏ္ဏမှာတွေ့မယ်ဒုစုလောကလူတွေရှိတယ်လေမိဘဝါဟလူစရာမိဘနှစ်ပါးစီကနေမွေးဖွားလာကြတာဖြစ်တယ်နော်တချို့ကြတော့သွားလှတယ်တချို့ကြတော့သွားမလှဘူး ဒါတုံ့ပြန်မှုလို့ခေါ်တယ်။ရုပ်ဆင်းလာတယ်ရုပ်ဆင်းမလာဘူး။အသက်ရှိတယ်အသက်တူတယ်ပစ္စည်းဥစ္စာပေါ်တယ်မွဲတယ်ဒါတွေကတုံ့ပြန်မှုလို့ခေါ်တယ်။ပညာကြီးမားတယ်ပညာလည်းပါတယ်ဒါတွေကတုံ့ပြန်တယ်။ကိုလွတ်ခဲ့တာလေကိုပုံမှာလာပြီးတော့ထင်ဟပ်နေတယ်လို့ဆိုလို့မှန်ရှိကိုတွက်ရလိုက်လို့ရှိရင် ိုရှိတဲ့ပုံမှာမှလည်းမှအရေးထင်တယ်ပဲကိုလုတ်ခဲတဲ့ကံတရားတွေကိုယ့်ရဲ့စိတ်နေသဘောထားတွေတုံ့ပြန်မှုကကိုယ်တဏ္ဍမှာဖြစ်ပေါ်လာတယ်ဒါကံကြမ္မာရဲ့တုံ့ပြန်တဲ့သဘောဝတစ်ခုနော်မမအပြင်တော်လူတွေကမမထင်ဆိုရင်တော့မတိမတိချသို့သောတုံ့ပြန်မှုတွေအများရှိနေတယ်ဆိုတော့တတိထာ ဟောမြတ်စွာဘုရားဒါကိုရှင်းရှင်းလေးဟောတာပုရိသောသရဝါတယောက်ဟာယာနိကရောတိသူလုတ်တဲ့ကံနေယာနိကရောနိတာနိသူလုတ်သူလုတ်တဲ့ကံနေဟာသူလုတ်တဲ့ကံနေကို အတ္တမိပတ္တိကိုပိုင်းပြန်တွေ့ရမယ်ဒီလိုဆိုကိုလုတ်တာကိုတွေ့လိုက်မယ်နော်ကိုလုတ်တဲ့အတိုင်းကိုပြန်တွေ့ ဆိုပါစို့အကုသိုလ်နဲ့တုံ့ပြန်နေဆိုသူများအသက်တတ်လို့ရှိရင်ကိုယ်တတ်မဲ့လို့ပေါ်လာတည်သူများပစ္စည်းမတရားယူရင် ကိုယ်ပစ္စည်းပျက်စီးဘူးမတရားသိမ့်ခါတယ်ဖြစ်သူတော်ဘာသားများစော်သားလို့ရှိရင်အ ਨੇ ဆုံးလူမုံများချင်းဆိုတဲ့တုံ့ပြန်မှုကိုယ်မိသားစုမှာအလားတူပြဿနာမျိုးဖြစ်လာတယ်လိန်ညာပြောဆိုရင်ကိုယ်ကမဟုတ်တရားဆွဆွဲခံရမှုတွေကအဆောက် အပင်ငယ်ဆိုတဲ့ဆင်းရဲဒုက္ခတွေနဲ့တွန့်ပြန်ဘူးရစေဝါဆိုတာလည်းပဲကိုယ့်ရဲ့ဖြစ်နေရဘဝမှာအယူအနှံဖြစ်ခြင်းအပင်ငယ်ကြခြင်းဆိုတာတွေနဲ့တွန့်ပြန်တာဖြစ်တယ်ပေါ့ဝိရစေဝါကဆောင်ကျင်လိုက်ပြီဆိုရင် အယူအနှံဘဝမရောက်ဘူးအပယ်လေးဘုံမရောက်ဘူးဒုဘုံနတ်ဘုံအတိညာရှိတဲ့ဘုံဘဝမှာအတိညာရှိရှိ လူလောကမှာပညာရှိပုဂ္ဂိုလ်မျိုးဖြစ်လာဒါတွေဟာကံကြမ္မာရဲ့တုံ့ပြန်မှုလို့ဆိုလူကသာလက်တုံ့ပြန်တာမဟုတ်ဘူး retaliate ဆိုကံတရားကလည်းလက်တုံ့ပြန်တယ်ဆိုပဋိထားကြတယ်။ဒါကြောင့်မို့မြတ်စွာဘုရားကဟောတယ်ထင်ရှားတဲ့ဥပမာလေးနဲ့ယာတိတံဝပတိဘိသံတာတိတံဟရတိဖလံ site music audio swa ไอ้မျိုးစေးเนี่ยอลาตูเนี่ยอตีကိုยาเลยยาธิตังเวปฏิปิสันตาริตังเวติปิกัลยาณกาลีกัลยาณังปาปกังวิสสปาปกังก้าวหน้าลุเตลูหาก้าวหน้าเนี่ยတွေ့ရမယ်ก้าวอยู่ยาမก้าวหน้าลุเตปุคคหาမก้าวอยู่ยาเลยเพิ่น အချိန်တစ်ခုသာကြွားချားမှုရှိရမှာတော့တေချာတော့ပဲဒီလိုဆိုရုတ်တရက်ကြီးတော့ကြောင်းလွဲဖြစ်သွားတာမဟုတ်ဘူးဆိုပါစို့ဟောတို့မိမိတို့ဒီစင်ပြုလုပ်နေတဲ့ကံတရားတွေဟာအကောင်းနဲ့အဆုံးမျိုးရှိတဲ့အခါမှာအကောင်းကလည်းပဲကောင်းတဲ့တုံ့ပြန်မှုတွေလာရတဲ့အဆိုးကလည်းအဆိုးနဲ့တုံ့ပြန်တတ်တယ်ဆိုတဲ့ ကံတရားရဲ့တုံ့ပြန်ခြင်းသဘာဝကိုတည်တည်ချာချာအလေးနဲ့စဉ်းစားပြီးတို့တည်းအဆိုးကံတွေရဲ့တုံ့ပြန်မှုလက်တုံ့ပြန်မှုကိုမခံကြရအောင်တို့တည်းကအဆိုးတွေကိုရှောင်ရှားလို့ကောင်းတဲ့ကုသိုလ်တရားတွေကိုသာလေကြိုးစားကြရမှာဖြစ်တယ်လို့စွဲမြဲတဲ့တတိတရားစဉ်းဉ္ဒုံဉာဏ်ပညာဖြင့် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း